ရသေးတောင်မျိုးထွန်းရဝေကျေးရွာအနီးအေးအေးအဖွဲရှိနေတယ်ဆိုပြီးသတင်းပေးလို့ဘုံကျဲရှင်းလင်းလိုက်တယ်ဆိုပြီး ဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ဒီအကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာ ရခိုင်ပြည်နယ်ရသေးတောင်ထွန်းရဝေကျေးရွာဟာမေလ7ရက်နေ့က စစ်ကောင်စီရဲ့ဘုံကျဲချခံလိုက်ရပြီးဒေသခံ10ဦးကျော်တိတ်ဆုံးပြီး20ဦးထပ်မတဲ့ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ဒေသတွင်းသတင်းဌာနတွေနဲ့လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ် Just Fighter အသုံးပြုပြီးပေါင်900ဘုံကျဲချခံရတာဖြစ်ပြီးတေဆုံးထံရရသူတွေထဲမှာကလေးတွေအမျိုးသမီးတွေအများပြပါဝင်တယ်။ထွန်းရဝေကျေးရွာဟာစစ်ဆောင်အများပြခိုလုံနေတဲ့ရွာဖြစ်တယ်လို့သတင်းတွေမှာဖော်ပြထားပါဗျ။ဒါကြောင့် ရသိတောင်မျိုးထွန်းရဝေကျေးရွာအနီးအေးအေးအဖွဲရှိတယ်ဆိုပြီးသတင်းပေးလို့ဘုံကျဲရှင်းလင်းလိုက်တယ်ဆိုပြီးဖြန့်ဝေနေတာမှာထွန်းရဝေကျေးရွာဘုံကျဲချခံလိုက်ရတဲ့ဖြစ်စဉ်ဟာမှတ်ကန်ပေမဲ့တည်ဆုံးသူတွေဟာအေးအေးတပ်ဖွဲ့ဝင်တွေမဟုတ်ဘဲပြည်သူတွေသာဖြစ်နေတာမို့လို့သတင်းအမှားနဲ့ဝါရဖြန့်ချီနေတာပဲဖြစ်ပါတယ်။